နဂရေနသရောစီဘာလံလူမိုက်ကိုနာပတိမမြင်တွေ့ရပါလို့ဤနံပါတ်1သူတောင်းနေစုဘာလံလူမိုက်ကိုနာပတိမမြင်တွေ့ရပါလို့ဤဘာလံလူမိုက်အကြောင်းကိုနာသူနေမကြရပါလို့ဤနံပါတ်2ဘာလိဘာလိနာတံဝတိဘာလိနာလူမိုက်နှင့် တံဝနာတံဝတိပေါဖို့ရှင်တွေ့မိဝဲခြင်းကိုမပြုရပါလို့ဤလူမိုက်နဲ့ဘယ်တော့မှမပေါင်းရပါလို့ဤဒါသူဆုတောင်းတယ်။ဗာလိနန္လဘတံမလဘနာကရိနသရောစယိဗာလိနလူမိုက်နှင့်အလဘတံလဘယံအလဘတံလဘအကျဉ်အလဘတံလဘစကားပြောကြခြင်းဒီအတ္တိရှိတံထောအလဘတံလဘစကားပြောကြခြင်းကိုနာကရိမပြုလို့ရပါလို့ဤ လူမိုက်နဲ့အလံပတန်လပဇကဘယ်တော့မှမပြောရပါလို့နော်တက်တာထိုလူမိုက်ပြောတဲ့ဇကကိုနတ်စရောစရေမနှိမ့်ချက်ရပါလို့ဤသူတောင်းတဲ့သူကအလုံးပေါင်းလိုက်ရင်ငါကျက်နော်နံပါတ်၄ကဘာလဲလူမိုက်ကိုမမြင်ရပါလို့ဤနံပါတ်၄ကလူမိုက်အကြောင်းမကြားရပါလို့ဤ မလွဲမချောင်သာလို့လူမိတ်နဲ့မြင်ခဲ့ရတွေ့ခဲ့ရကြားခဲ့ရမယ်ဆိုရင်နံပါတ်3လူမိတ်နဲ့မပေါင်းရပါလို့မလွဲမချောင်သာလို့လူမိတ်နဲ့ပေါင်းရမယ်ဆိုရင်လေလူမိတ်နဲ့စကားမပြောရပါလို့ဤနံပါတ်4နော်နံပါတ်5ကျတော့မလွဲမချောင်သာလို့လူမိတ်နဲ့စကားပြောခဲ့ရရင်လူမိတ်ပြောတဲ့စကားကိုဘယ်တော့မှမနှိမ့်ချရပါလို့ဤဆိုပြီးသူတူစုငါးခုတောင်း အဲ့ဒီစု၅ခုကြည်စံဒီကကြီးတွေကောင်းလားမကောင်းဘူးဟမ်မကောင်းဘူးဟာကောင်းပါတယ်သိကောင်းတယ်သိကောင်းတယ်နော်ဒီလူမဲဆိုတာကအမတန်ဒုက္ခပေးတယ်ဒုက္ခပေးတဲ့အထက်မှာဥစ္စေတို့ဘုရားအလုံးလဲပါနေတယ်ညကပြောခဲ့မိပါတယ်နော် ဒီသမတဝဲကယောဂီတကကြီးတွေကပါနေတော့ညကဂန်ဆိုတဲ့အကြောင်းနဲ့ပတ်တယ်လို့သူတို့ကသူတို့ရဲ့အယူဆလေးတက်ကိုပြန်ပြီးသင်ပြတယ်ညကဥစဉ်ပြောလိုက်တာကတော့ဥစဉ်ငယ်စဉ်ကစတဲ့စဉ်အခါတုန်းကပေါ့တဝဲဘုန်းကြီးတွေနဲ့အတူတူနေထိုင်မှုတော့သူတို့ပြောတဲ့စကားအတိုင်းဥစဉ်ကပြောမိတာပါနော်တကကြီးကတော့သူတို့တဝဲမှာယူဆတဲ့အယူဆတက်ကကတော့ရှေ့အစဉ်လာကပကန္တာဆိုပြီးခေါ်ကြတယ်တဝဲတို့ရေတို့ဘိတ်တို့တဝဲတို့ပေါ့လေဒီမှာလာပြီးတော့ဥအောင်စီကချထားတဲ့တက်တွေက ဒီတော့ကလူတွေကသူတို့ကိုမေးလိုက်ရင်ဘယ်ကလဲလို့မေးရင်သူတို့ကပကံသားတွေလို့ဒီလိုဂုံယူပြီးပြောကြတော့အဲ့ဒီအတိုင်းပကံသားပကံသားလို့ခေါ်ရကနေကာလရွေလျောလာတော့ဂန္ဓာဖြစ်သွားတယ်ရှင်နော်ပကံသားကနေဂန္ဓာဒီလိုဖြစ်သွားတော့ပါတဲ့နှိမ်ချတဲ့အနေနဲ့ခေါ်ရတာမဟုတ်ပါဘူးဆိုပြီးဒီလိုရှင်းထားတယ်နော်ကဲဦးဇင်းပြောတာမှားခဲ့ရင်လည်းသိခံပြီးတော့ပေါ့နော် ငယ်စဉ်ကတန်းတင်းစဉ်အခါကမိစေတွေပြောကြတဲ့စကားအရာပြောတာပါဒီနေရာမှာဥပ္ပဆိုလိုတာကတော့အမျိုးအနွယ်ကတင်ထားပြီးတဲ့အခေါ်အတုံးတို့အတိုင်းကတ္တဗဗျာရှင်အပေါ်နဲ့ရှုံချမိတဲ့အဲ့အတွက်အမျိုးအနွယ်လို့ခေါ်ဆိုအပ်တဲ့ လူမိုက်ဒီနဲ့သွားပြီးဘောဖို့မိလို့လူမိုက်ဒီသင်ပေးတဲ့အတိုင်ပြောမိတဲ့အတွက်ဥစ္စေလို့ဘုရားအလောင်းတော်သည်၆ှစ်တိုင်တိုင်ဒုက္ခရစရိယကျင့်စဉ်ကိုကျင့်ခဲ့ရတယ်ဒါပြောခြင်းနဲ့အကြောင်းပါပဲနော်ခုဒီအပြည့်ဒီရှင်တဲ့ကလည်းခုလူမိုက်နဲ့သူကဘယ်တော့မှလူမိုက်ကိုဘယ်တော့မှမတွေ့ခြင်းဘူးလူမိုက်ကိုဘယ်တော့မှလူမိုက်အကြောင်းမကြားခြင်းဘူးလူမိုက်နဲ့ဘယ်တော့မှမပေါင်းချုံမပေါင်းဖော်ခြင်းဘူးလူမိုက်နဲ့ဘယ်တော့မှစကားမပြောခြင်းဘူး လူမိုက်ပြောတဲ့စကားကိုလည်းဘယ်တော့မှမနှိမ့်ချပြခြင်းနဲ့ဒီစုတွေတောင်းပြီးတော့လူမိုက်ဆိုတာကပါလေဒီနိမဏိဘေခွေဘာလတဘာလလက္ခဏာနိစတိတေဟောဘာလပန္နိတသုတ်တမဘုရားရှင်ဟောထားပါလေလူမိုက်ဆိုတာကမလုတ်တဲ့အလုပ်ကိုလုတ်တယ်မပြောတဲ့စကားလည်းပြောတယ်မကြံတဲ့နာလည်း ပြန်စီတယ်အဲ့ဒီအင်္ဂါ၃ချက်နဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကိုလူမိုက်လို့ခေါ်တယ်ဘာဖြစ်လို့ဒီအင်္ဂါ၃ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုလူမိုက်လို့ခေါ်ရတယ်ဒွေအထေလူနာတိစိန္ဒတိတိဘလောပိစ္ဆုတ်ပံအကျိုးစီးပွားသန္တရာအကျိုးစီးပွားလို့ခေါ်ဆိုအပ်တဲ့နှမျိုးသောအကျိုးစီးပွားတွေကိုဖြစ်သိရင်းလုပ်နေတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်ဒီပုဂ္ဂိုလ်မျိုးကဘာလလူမိုက်လို့ခေါ်တယ်စဉ်းစားကြည့်ပေါ့နော် ကွဲခံကြည့်လိုက်တော့လည်းမလုတ်တင်တာတွေလုတ်တယ်သူ့တဲ့တတ်တယ်လုတ်တင်တယ်မလုတ်တင်ဘူးလားမလုတ်တင်ဘူးသူပြည်စီတွေမတရားယူတယ်လုတ်တင်တယ်မလုတ်တင်ဘူးလားမလုတ်တင်ဘူးသူသားများတွေဖြစ်စီတယ်လုတ်တင်တယ်လားမလုတ်တင်လားမလုတ်တင်ဘူးနော်ကွဲခံဖြစ်လည်းမလုတ်တင်မလူကျွတ်တဲ့တဲ့ဒုစရိုက်တွေကိုလွန်ကျွတ်တယ်အဲဒီလိုလွန်ကျွတ်နေတဲ့ပုဂ္ဂိုလ်တွေပိဿုပ္ပံကြီးပွားချမ်းသာရေးတမလွန်ကြီးပွားချမ်းသာရေးလို့ခေါ်ဆိုအပ်တဲ့ကြီးပွားချမ်းသာရေးနှစ်ခုကိုဖြစ်သိရင်းလုပ်နေတဲ့ပုဂ္ဂိုလ်တွေပဲ ိဿုဘာမှလည်းမကြည့်ဒီအဒီကံကြီးကိုအကြောင်းပြုပြီးဆင်းရဲမယ်။နောင်တမလုံးမှလည်းဒီကံကြီးကိုအကြောင်းပြုပြီးတော့ဆင်းရဲမယ်။ကြီးပွားမှုဌာနမှုနှစ်ခုကိုဖြစ်သိရင်လုပ်ရတဲ့ပုဂ္ဂိုလ်နော်။နောက်တစ်ခုဒွေအနတ္ထေလုဏတိခဏတိတိဘာလောပိစ္ဆုပံအကျိုးစီးပွားမဲ့ဓမ္မလောအကျိုးစီးပွားမဲ့နှစ်ခုကိုအယလှမ်းပြီးယူနေတဲ့အတွက်ကြောင့်လေဒီပုဂ္ဂိုလ်ကိုလူမိုက်ဘာလလို့ခေါ်တာ ပိဿုကံမှလည်းမကောင်းတဲ့အကျိုးစီးပွားတွေကိုပဲသူကလှမ်းပြီးတော့ဖက်ထားတယ်။နောင်သာရအတက်မကောင်းတဲ့အကျိုးစီးပွားတွေကိုပဲလှမ်းပြီးသူကဖက်ထားတယ်။မကောင်းတဲ့အကျိုးစီးပွားတွေကိုသာလှမ်းပြီးဖက်ထားတဲ့အတွက်လှမ်းပြီးအရယူနေတဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ကလည်းလူမိုက်လို့ခေါ်တယ်။နော်။ဒါကကာယကံဘက်ကဝစီကံဘက်ကကြည့်ရော။မှုသားပြောတာကောင်းလားမကောင်းဘူးလား။မကောင်းဘူးပြောနေတယ်။ဂုံးတိုက်တာကောင်းလားမကောင်းဘူးလား။မကောင်းဘူးပြောနေတယ်။ ဘုန်းကြီးကလည်းလက်ပြမီတို့ပဲစောင်းပြောနေတယ်ဒီလိုမထင်းနဲ့နော်ဘုန်းကြီးတရားဟောတာလည်းသိမလို့ဘူးတော့ကြဘုန်းကြီးကလည်းစောင်းစောင်းပြောတယ်မင်းနည်းနည်းညှက်ညှက်ထည့်တယ်ဟောလာပြမီဟုတ်တယ်ဟုတ်လားဂုံးတိုက်တာကောင်းလားမကောင်းဘူးလားမကောင်းဘူးကျမ်းနဲ့တဲ့စကားတွေပြောတာကောင်းလားမကောင်းဘူးလားမကောင်းဘူးပင်ဖြစ်တဲ့စကားပြောတာကောင်းလားမကောင်းဘူးလားမကောင်းဘူးဟုတ်တယ်မလားမပြောသည့်မပြောတတ်တဲ့ဒီစကားတွေကိုပြောတယ် အဲ့ဒီလိုမပြောတယ်မပြောလိုက်တဲ့ဒီပြကားကြီးပြောနေတဲ့ပုဂ္ဂိုလ်ဟာလည်းပိဿုပ္ပအကျောစီပါတမလွန်အကျောစီပါနှစ်ခုကိုဖြစ်သိင်းရင်းလုံးရတဲ့ပုဂ္ဂိုလ်စဉ်းစားကြည့်။မူသားပြောတဲ့ပုဂ္ဂိုလ်ဘသူချင်းဟင်သိတာတော့ဗျာဒီပုဂ္ဂိုလ်ဟာလူလင်လူညာပဲလို့သိရင်ဒီပုဂ္ဂိုလ်ချင်းအောင်မလားမဖြစ်တော့ဒီစကားဟောဖို့ဟောစကားဒီဖို့ဟောစကားဒီဖို့ဒီစကားဟောဖို့ဒီလိုလုံနေတဲ့ပုဂ္ဂိုလ်သိတာဒီချင်းအောင်မလားမဖြစ်တော့အမတန်ခင်မင်းလေးတဲ့မိတ်ဆွေဩော်ဒီပုဂ္ဂိုလ် ငါကတော့သူ့ကိုခင်လို့ဒီစကားလေးပြောမိတယ်သူကဟိုသွားပြောလိုက်တာကိုဆိုပြီးတဦးနဲ့တဦးချစ်ခင်မှုတွေပြပြမတော်ဘူးလားပြပြတော့ဂုံးတိုက်တဲ့လူကလူကချစ်မလားမုန်းမလားမုန်းတယ်ကျန်းတဲ့စကားပြောရင်မချစ်မလားမုန်းမလားမုန်းတယ်တချို့ကတော့ချင်းနံပါတ်ကလေးလူချင်းတော့ကျန်းတဲ့စကားပြောရတော့သူကလိုက်ပြီးချဲကောင်းနေတယ်ဟုတ်နော်နောက်တစ်ခါ ပင်ချင်းတဲ့စကားတွေကြောက်ကြောက်ရောဖြစ်မလားမဟုတ်မလားမဟုတ်ပါဘူးနော်အာအနှစ်မရှိတဲ့စကားတွေပြောနေတာပဲဒါကြောင့်သူကပိစုံပံမတောင်လူအများကမချစ်နေတဲ့ဘုံမုံတိတဲ့ဆိုရင်ပိစုံကအကျိုးစီးပွားတွေဆွရုံမသွားဘူးလားဆွရုံသွားမယ်နောင်တမလုံးမှလည်းဒီအကျိုးစီးပွားမဆွရုံနိုင်ဘူးလားဆွရုံနိုင်တယ်ဒီအကုသိုလ်စေတနာတွေကမကောင်းတဲ့အကျိုးကျင့်တွေအကပေးမှာပုဂ္ဂိုလ်တယောက်စကားပြောကြည့်ပါစကားပြောကြည့်လိုက်ရင်ဘာတွေ့လဲဟမ် ူပဇာကတိတ်နန်းနေအဲ့ဒီပုဂ္ဂိုလ်တိတ်ကဝစီကံကြီးကတိတ်ပြီးမစင်ကြခဲ့လို့ဒါမှန်းလို့ရတယ်မုဒ္ဒဝါဒကံတို့ပိတုဏဝါစကံတို့ဒီကံကြီးရဲ့စွန့်အင်ကမကောင်းတဲ့အနတ်အပတ္တိဖွက်ပေါ်လာအောင်ပြုလုပ်ပေးတယ်ပါဇက်ရင်းစင်အောင်မစေးလို့ပါလို့အကြောင်းတော့မပြနဲ့ဟုတ်တော့လားတချို့ဘလောက်ပဲပါဇက်စင်စင်မနံဘူးလားနန်းနေတဲ့စကားပြောရင်ခပွေးဝေးကနေအသာလေးရှောင်ပြီးတော့စကားပြောရတယ်ဟုတ်တယ်မို့ ဝိသုဘအကျိုးစီးပါးဓမ္မနအကျိုးစီးပါးနှစ်ခုလုံးကိုသူကဖြတ်သိမ်းနေတယ်။နောက်တစ်ခုသူပစ္စည်းမတရားယူဖို့ကြံစည်စေကူးတယ်အဘိဇ္ဇာ။သူတို့ဘာဒီတည်ခြင်းပျက်စီးဖို့ကြံစည်စေကူးတယ်တကယ်ယူရမုန်သိဘူးတကယ်တတ်တာမဟုတ်သေးဘူးစဉ်းစားရုံစဉ်းစားစေကူးရုံစေကူးနေတာအဲ့ဒီတရားတည်းအပေကိုပြစ်ချနိုင်တဲ့စွမ်းအားအပြစ်ရှိနေတယ်။နောက်တစ်ခုမိစ္ဆာတိတိမှားတဲ့ခံယူချက်ရှိတယ်။ကံကံရဲ့အကျိုးကိုလက်မခံတဲ့ဥဒိချက်တွေ။ဒါကြောင့် ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ကိုခေါ်ဆိုအပ်တဲ့မပြုတ်တဲ့မပြုတ်တတ်တဲ့ကာယကံမှုတွေကိုပြုလို့နေတယ်ပြုလို့နေတယ်မပြုတ်တဲ့မပြုတ်တတ်တဲ့ဝစီကံမှုတွေကိုပြုလို့နေတယ်မကြံတဲ့မကြံတတ်တဲ့မနောကံမှုတွေကိုလည်းကြံစီနေတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဘာလို့ခေါ်လဲလူမိုက်အဲ့ဒီလူမိုက်ကိုပညာရှိတော်တော်ကောင်းတွေကဘာဖြစ်တယ်လဲ မမြင်ခြင်းဘူးဒီလူမိုက်အကြောင်းမကြခြင်းဘူးဒီလူမိုက်နဲ့မပေါင်းဖော်ခြင်းဘူးဒီလူမိုက်နဲ့စကားမပြောခြင်းဘူးဒီလူမိုက်နဲ့စကားပြောရတယ်ဒီလူမိုက်ပြောတဲ့စကားဘယ်တော့မှမနစ်ချင်ရပါလို့ဤဒီစုပဲတောင်းနော်တောင်းတယ်လားမတောင်းတယ်ဘူးလားတောင်းတယ်နေဘာဖြစ်လို့လူမိုက်ဆိုတာကလူမိုက်နဲ့သွားပေါ်ရင်မိမိလည်းလူမိုက်ဖြစ်တတ်တယ် တဏ္ဍနာနိယတဏ္ဍမုတ်ဆိုးနာနိယမုတ်ဆိုးဆိုတာကအနုတ္တိယတက်ကိုမပဲခွာရသေးတဲ့တရားဝါဒီတန်တမရေပုံရအဖြစ်ဖြစ်တတ်တဲ့သဘောပဲသူတော်ကောင်းနဲ့ဤတော့သူတော်ကောင်းတက်တယ်ကုသအတွက်တက်တယ်လူမိတ်နဲ့ဤရင်လူမိတ်ရဲ့တက်တယ်ဆိုတာကုသအတွက်တက်ပါတယ်သို့တော်ဒါရင်လားဆိုတော့မကတိပါဘူးနော်မကတိဘူးဆိုတာကဘာပြောလဲ ခုလိုအဂိတိရှင်တက်ကဒီလူမိုက်ရဲ့ပတ်တဲ့သူငါကျဲတောင်းလိုက်တဲ့အချိန်ခါမှာတရားမင်းကြီးကဖာပြီးတော့ပြန်မေးလေဂိန္ဓုတေအဂရံဘာလောဂိန္ဓုတေအဂရံဘာလောဝတ္တကတ္တဗ္ဗကရဏဣနာကတ္တဗ္ဗဘာလတဣနာကတ္တဗ္ဗဘာလတဒသနနာဘိကိခတိကတ္တဗ္ဗကတ္တဗ္ဗအနွယ်နဲ့ဖြစ်သောအိုအဂိတိရှင်တက် တေတအာဘာလောလူမိုက်တိကိအဘယကောအဂရဏ ణు ပြုလုခဲ့ဘူးပါတည်းလူမိုက်ကတဲ့အပေါ်မှာမာရီမပြုလုခဲ့ဘူးတည်းကတဘကတဘအနယ်၌ဖြစ်သောအိုအဂိတိဖြစ်တဲ့ကာရဏလူမိုက်ပြုလုတဲ့အကြောင်းတရားကိုဝဒပြောပြဆမ်းမှာလူမိုက်ကတဲ့အပေါ်ဘာတွေပြုလုခဲ့ဘူးလို့လဲလူမိုက်ပြုလုခဲ့ဘူးတဲ့အကြောင်းညာကိုပြောပြဆမ်းမှာနော်ကိနာကာရဏိနဘယ်အကြောင်းကြောင့်ဘာလံလူမိုက်ကို ကတဘာကတဘာအနွယ်နဲ့ဖြစ်သောဩကအဂိတိရှင်တေကိနာဘေအကြောင်းကြောင့်ဘာလနာလူမိုက်ကိုတတနာမြင့်တွေ့ရခြင်းကိုနာဘိကင်ခဲ့သည့်အလိုမရှိပါသည်နီဘယ်လိုအကြောင်းကြောင့်လူမိုက်ကိုမမြင်ခြင်းရတာလဲဆိုပြီးတော့ဒီမေခွန်းတစ်ခုထပ်ပြီးမေးတယ်နော်အဲ့ဒီမေးလိုက်တဲ့အချိန်ခါမှာအဂိတိရှင်တေဖြေတဲ့အဖြေလေးကသိကောင်းတယ်နော်အာနယနယတိဒုံမီတော်အတုရာယာနိယုံဇတိ ဒုနယောတရားတော်ဟောတိတမဟုတ်တော်ပကုတ်ပတိဝိနယံသောနာဇာနာတိသာဓုတတအဋ္ဌဒနံဒုမေတော်ပညာမရှိတဲ့လူမိုက်ဒီအနယနိမလမမဟုတ်ဒီကိုနယတိနိမလမလုံရပြတတ်၏နံပါတ်1လူမိုက်ဆိုတာပညာမရှိဘူးပညာမရှိတဲ့ဒီလူမိုက်က နီးမှန်လက်မှန်မဟုတ်တာကိုနီးမှန်လက်မှန်လုပ်ပြီးပြတ်တတ်တယ်အဲ့ဒါတရားကြီးတိတ်ကြောက်ဖို့ကောင်းတယ်လောကရေးမှလည်းဒီတိုင်းပဲလောကုတ္တရာရေးမှလည်းဒီတိုင်းပဲလောကရေးမှလည်းနီးမှန်လက်မှန်မဟုတ်တာကိုနီးမှန်လက်မှန်လုပ်ပြီးတော့ပြတ်တတ်တယ်နီးမှန်လက်မှန်ဖြစ်ပါလေနဲ့ကြောက်သေးကြတော့အောင်မင်းလောက်တာလောက်ပါဒါရီကြောက်မနေပါနဲ့ သင်တနေ့မွေးတနေ့ဘာမှကြောက်မနေနဲ့ဥပမာလက်ပိလာယူကိစ္စဆိုကြပါစို့နော်လက်ပိလာယူကိစ္စကိုနိုင်ငံတော်အနေနဲ့ကလည်းဥပဒေနဲ့တမ်းမြစ်ထားပါဘာတိုင်းဘက်ကရှုတော်ဘက်ကကြည့်ရင်လည်းအဋ္ဌိဏဒါနကံဆိုပြီးတော့ဖြတ်ရှင်ကတိတ္တသတ်မှတ်ပြီးမပြုတ်လို့ကိုရန်တမ်းမြစ်ထားတယ်ဒီလိုတမ်းမြစ်ထားပြီမဲ့လို့မဖြစ်တယ်လောက်တာလောက်ပါဆိုပြီးတော့နိမလမ်းမကြီးကိုလည်းသူက နိမန်နတ်မှန်လုပ်ပြီးတော့ရက်တဲ့ဒီလိုလုပ်ငန်းရက်တွေဟာလောကမှာကောင်းတဲ့လုပ်ငန်းရက်တစ်ခုအဖြစ်နဲ့သူကသတ်မှတ်ပြီးဖိတ်တယ်နော်အလားတူပဲသုတ္တတဖို့သုတ္တတချင်းဒီတာဥဒ္ဓဗုဒ္ဓအဘိဓမ္မာအရပြောရင်ပေါ့နိမန်နတ်မှန်ပဲဒါပေမဲ့ဒီတတ်တဲ့ရင်တတ်ရမယ်ဆိုပြီးတော့သူကနိမန်နတ်မှန်လုပ်ပြီးတော့ရက်တဲ့သူမင်းစီမတရားယူလာဒီဗုဒ္ဓအဘိဓမ္မာနိယနိမန်နတ်မှန်ပဲ ယူသိရင်ယူရမယ်ဆိုပြီးတော့နိမန်နမလောက်ပြီးပြတ်တတ်သုတာမယဖြစ်စီတာဥစ္စေဗုဒ္ဓအပိဓမ္မာနိယနမပဲဖြစ်စီသိရင်ဖြစ်စီရမယ်ဆိုပြီးတော့နိမန်နမနဲ့လောက်ပြီးတော့ပြတ်တတ်မူတာပြောတာဒီဥစ္စေဗုဒ္ဓအပိဓမ္မာနိယနမပဲမူတာကပြောသိရင်ပြောရမယ်ဆိုပြီးတော့နိမန်နမလောက်ပြီးပြတ်တတ်အမှားကိုအမှန်လောက်ပြီးပြတ်တတ်တယ်ဒီတည်းရဲ့တောက်ချင်းဒီဗုဒ္ဓအပိဓမ္မာနိယနမပဲ လမ်းမကိုလှုပ်တဲ့ရင်လှုပ်ရမယ်တောက်တဲ့ရင်တောက်ရမယ်ဆိုနီးမှန်လမ်းမှန်လှုပ်ပြီးတော့ပြတ်တက်တယ်ဒီကကြီးတွေအဲ့ဒီလိုပုံကမျိုးတွေလောကမတွေ့ဘူးလားတွေ့ဘူးကြလိမ့်အဲ့ဒီလိုပုံကမျိုးတွေကိုထားလူမိုက်လို့ခေါ်တယ်ဒီလူမိုက်တွေကနီးမှန်လမ်းမှန်မဟုတ်တာကိုနီးမှန်လမ်းမှန်လှုပ်ပြီးတော့ပြတ်တက်တယ်ဒါရင်လားဆိုတော့မကသေးဘူးအာနေယနေယတိဒုံမေတောအတုရာယနိရောနိယောဇတိ အတူရာယမတိုက်တွန်းတဲ့မတိုက်တွန်းတိုက်တဲ့လုံငန်းရနဲ့နိယောဇတိလုသလုပါဟုတိုက်တွန်းတတ်၏မတိုက်တွန်းတဲ့မတိုက်တွန်းတိုက်တဲ့ဒုစရက်အကုသလုံငန်းရတဲ့ရှိအဲ့ဒီနဲ့လုံငန်းရတဲ့ကိုဒီတနေ့မွေးတနေ့ပါမင်းဒါရီဘာမှစဉ်းစားမနေနဲ့လုသလုပါဆိုပြီးတော့အတင်းတိုက်တွန်းတတ်တယ်ကြောက်ဖို့မကောင်းဘူးလားသိကောင်းမလုံတဲ့မလုံတိုက်တဲ့အလုတ်တမ်းမြို့ဖို့သိကောင်း မတတ်မြင်ဘူးနော်ပုံစံလေးတစ်ခုပေါ့နော်ဦးဇင်းတို့အစဉ်နေခြင်းအခါကနာမည်ကျော်ဖြစ်နေတဲ့ဣတိတဲ့အရှင်ပညာဇောတ္တဆိုကြပါစို့ဦးဇင်းတို့ရဲ့တရင်တုံဘောမနောဘာဝနိယဟန်တော်တစ်ပါးပါပဲသူကအတ္တုဘကထာတရားစကားအဟောကောင်းတော့တခါကြီးတူကလည်းနားကျင်နေဆိုလို့အတ္တုဘတရားနဲ့ဆက်တဲ့ဆက်တဲ့တရားကိုယ်လေးတစ်ခုတွင်းပြလိုက်ပါတယ်ဒီတရားကိုယ်လေးကခါခွင်အားလျော်စွာရေးရောက်သွားတယ်ဆိုကြပါစို့ ရေအခွန်ဌာနအခွန်ရုံမှာအကောက်ဌာနမှာအလက်လုတဲ့တရားကကြီးကဒီကိုယ်လေးနာပြီးတဲ့အချိန်ခါကျတော့သူဘာလုပ်လဲအဲ့ဒီအနေကနေစပြီးတော့သူနိုင်ငံတော်ကတတ်မှတ်ထားတဲ့ဥပဒေအရမလောက်အပ်ဘူးလို့တတ်မှတ်ထားတဲ့လက်ပိလာယူကိစ္စဆိုကြပါစို့ကိုယ်ဝင်နေနေပြန်ဒါတွေသူအကုန်လုံးရှောင်လိုက်ရှောင်လိုက်တော့ဘာဖြစ်သွားလဲအိမ်ပြန်တဲ့အခါမှာအိမ်ထက်ကိုလှမ်းပြီးတော့အမျိုးသမီးကရှားဖွေကြည့်လိုက်တော့ဘာမှမတွေ့ဘူး တရက်လည်းမတွေ့ဘူးနှစ်ရက်လည်းမတွေ့ဘူးဆလင်းငါးရက်လောက်ကြာတော့ဘာဖြစ်လာလဲအမျိုးသမီးကစူးစူးအောင်းအောင်ဖြစ်လာပြီအနယနယတိဒုံမေတော့အတုရာယနိယုံစတိအတုရာယမတိုက်တွန်းတယ်မတိုက်တွန်းတိုက်တဲ့လုံငန်းရနဲ့နိယုံစတိလောက်တာလောက်ပါဟုတ်တိုက်တွန်းတတ်ဤဘဇက်ကမပြောပြီးမှသူ့ရဲ့အမှုရကမလုပ်တယ် မကြည့်နဲ့ဟုတ်ဆိုတော့သူလှုပ်ဖို့ခိုင်းတာလည်းမတူဘူးလားတူနေတယ်ဟုတ်တယ်ဟုတ်တယ်သိကြောက်ဖို့ကောင်းတယ်သိကြောက်ဖို့ကောင်းတယ်နော်နောက်တစ်ခုအနယနယတိဒုံမေတောအတုရာယနိယောတိဒုနယောတေယတောဟောတိသမဝုတ္တပကုတ်ပတိဒုနယောနိမလမ္မကိုတေယတောအထွအမြတ်ထာတတိဟောတိဖြစ်၏လူမိတ်ဆိုတာကနိမလမ္မကိုမှသူကအထွအမြတ်ထာတတိ မကောင်းဘူးဘုရားရှင်ကသတ်မှတ်ထားပြီးတော့မမြင်တော်မူတဲ့ဘုရားဆရာရှိတော်ကောင်းကြီးကဒီကျင့်စဉ်ဒီမကောင်းဘူးလို့သတ်မှတ်ထားမကောင်းဘူးမမှန်ဘူးလို့သတ်မှတ်ထားတဲ့နန်းစဉ်ကောင်မှသူကအထွတ်အမြတ်ထတ်တဲ့ဒီလိုပုဂ္ဂိုလ်တွေလည်းဒီကကြီးတွေပြုပူကြလိမ့်မယ်ထင်တယ်နမူနာဆိုလို့ရှိရင်ဦးဇင်းတို့နေငယ်စကားပြောတာတော့ဟုတ်ပါဘူးနော် ဥစ္စေနလဝဲဝါဒလက်ရဝါဒဆိုပြီးဝါဒတွေအတိအသင့်ရှိတဲ့လက်ကအထူးသဖြင့်တော့လဝဲဝါဒပဲဆိုကြပါစို့နော်ဒီလောကပြောခဲ့တဲ့အတိုင်းပဲဥစ္စေနဒီဘက်ကဗုဒ္ဓအပိဓမ္မကကံကံအကျိုးတရားရှိတယ်လို့လက်ခံတယ်သူတို့ကဒီကံကံအကျိုးကိုလုံးလုံးလက်မခံဘူးလဝဲအင်အားရှိတယ်နော် ကံကံရဲ့အကျိုးကိုလက်မခံတော့ကံကံရဲ့အကျိုးမရှိပါဘူးဆိုတဲ့ဒီဝါဒနိမလက်မကိုသူတို့ကသိပြီးတော့အထွတ်မြတ်ထားတယ်အထွတ်မြတ်ထားလိုက်တဲ့အတွက်မဟုတ်တည်းခုနကရောက်စင်းလူတွေကိုခုကနောက်လုပြီးတော့ထမင်းချက်စားကြတယ်ဟုတ်တယ်ဗျာနိမလက်မကိုနိမလက်မအထွတ်မြတ်ထားပြီးတော့ပြုလုပ်တတ်တယ်သူတို့ကဥစဉ်လူမိုက်လို့ပြောတာတော့မဟုတ်ဘူးနော်ဥစဉ်တော့ဘုဒ္ဓအပိဓမ္မာနိအိယ မပြုတ်တယ်မပြုတ်လိုက်တဲ့လုပ်ငန်းတွေရှိကံကံအကျိုးဆိုတာရှိကံကံအကျိုးကိုလက်ခံနိုင်တဲ့ဘက်ကတော့ပြောတာပါနော်ပြီးတော့မှန်းနေနေတဲ့ပြည့်စင်တစ်ခုခံယူချက်တစ်ခုကိုသူတို့ကသိပြီးတော့အထွတ်အမြတ်ထက်တဲ့နောက်တစ်ခုသမ္မာဟုတ်သောပကုပ္ပတိသမ္မာကောင်းမွန်မှန်ကန်စွာဟုတ်သောပြောဆိုဆုံးမခဲ့ခြင်းဖြစ်သောပကုပ္ပတိငါပြောရအကောင်းလားဟုအမြတ်ထွက်တတ်၏လူမိုက်ဆိုတာကသူ့ကိုသွားပြီးတော့ကောင်းကောင်းပြောကြည့် ငါပြရကောင်းလားဆိုပြီးတော့သိပြီးတော့အမျက်ထွက်တတ်တယ်ဒေါသသိကြီးတယ်နော်ဇတ်တော်လေးတစ်ခုရှိပါတယ်တိဏမုတ်တိဇတ်နဲ့ဒူးတယ်အဲဒီဇတ်တော်မှာမင်းသားတဦးဆိုကြပါစို့တက္ကသိုလ်ပြီးသွားပြီးတော့ပညာသင်တယ်ဒိတာပမောကဆရာကြီးဓမ္မဒီလိုပညာသင်ရကနေပြီးတော့ဒီနေ့ရွာထဲသွားကြတော့နန်းကြီးတစ်ခုရောက်တော့နန်းကြီးနေထားတဲ့နေရာရောက်တော့ အဲ့ဒီမင်းသားကဒီနှမ်းငင်းနဲ့ကနှမ်းနယ်ထတဲ့တလင်းနဲ့ကနေနှမ်းလက်နဲ့ဆုပ်ပြီးတော့သူကကပိတ်ထောင်နဲ့ထပ်ပြီးစားသွားတယ်။နှမ်းပိုင်ရှင်ဖြစ်တဲ့အဖွားကြီးကလည်းအตาရပဲ။ဩကလေးပဲလေးတနေ့တလေတော့ရှိပါသေးတော့ဆိုကြည့်နေလိုက်။နောက်တနေ့ကျတော့တခါဒီလိုပဲစားပြန်။စားပြန်တဲ့အခါကျတော့မှအဖွားကြီးကနေပြီးတော့ဒိတာပမုခဆရာကြီးထံအကျိုးကြောင့်တင်ပြပြီးတော့တိုင်ကြတော့ဒိတာပမုခဆရာကြီးကဒီမင်းသားကိုသူကဆုံဆုံးပါတဲ့အနေနဲ့ဒုက္ခလေးနဲ့ရိုက်ဖူးတယ် အဲ့ဒါကိုဒီမင်းသားကမှတ်ထားတယ်မှတ်ထားတဲ့အခါတက္ကသိုလ်ပညာသင်ပြီးလို့အပြန်ဆရာကြီးကိုဖိတ်သွားတယ်သူသာအကြီးရှင်မင်းဖြစ်ခဲ့မယ်ဆိုရင်ဆရာကြီးသူ့တိုင်းပြည်ကိုကြွတော်မူပါဘယ်လိုရွေကျက်နဲ့ဖိတ်ကြတယ်ဆိုတာဆရာကြီးကလည်းသိပါတယ်